င်တလောက်မဟုတ်နေတဲ့ပူတင်ရဲ့ကဘာဖြတ်လက်နက်ကဘာရေပင်ကိုစိုးမိုးနိုင်မယ်ဆိုတဲ့ရုရှားရဲ့ကဘာဖြတ်ရင်ငုံသင်းမောင်းနဲ့ပိုဆိုင်ဒန်တော်ပီတိုအားလုံးပဲမင်္ဂလာပါခင်ဗျာဘာမှဆမ်းများကနေပြန်လေကြိုဆိုလိုက်ပါတယ်ဒီလက်နက်ကရုရှားရဲ့နောက်ဆုံးပေါ်နဲ့အကောင်းဆုံးလက်နက်ဖြစ်ဖို့ရည်ရွယ်ထားတာပါပူတင်ကတော့ဒီလက်နက်ကြီးပိုင်ဆိုင်ထားတာကြောင့်နိုင်မဲ့ဝက်ဖဲတစ်ခုကိုကင်ထားရတယ်လို့မျိုးပြောနေပါတယ်။အဲဒါကတော့ကာဗာရော့နျူကလ িয়ার ရင်ငုံတင်းမောင်းနဲ့ ပိုဆိုင်ဒန်နျူကလ িয়ার တော်ပီဒိုတွေပါပဲပြောရရင်ရေထဲမှာသူတို့ကအင်အားအကြီးဆုံးဆိုတဲ့အတိတ်ပဲမျိုးပေါ်ဆောင်ခြင်းနေတာပါအဲဒါကြောင့်တော်ပီဒိုရဲ့နာမည်ကိုတော့ဂရိပင်နဲ့နတ်ဖျားရဲ့နာမည်အတိုင်းပေးထားခဲ့တာဖြစ်ပါတယ်ရုရှားကတော့ဒီအတွဲကိုကဘာဖြတ်မဲ့လန်နန်ဆိုပြီးအကြီးအကျယ်တင်စားထားခဲ့တာပါအဲ့ဒီအကြောင်းကိုရုရှားကဒင်းနှစ်နိုဝင်ဘာလ၄ရက်နေ့ကျမှအတေလင်းထုတ်ပြောခဲ့တာဖြစ်ပါတယ်။ကာဘာရောရင်ကုန်တင်မော့ကပိုဆိုင်ဒန်တွေကိုအသုံးပြုဖို့တီးတက်ဒီဇိုင်းရေးဆွဲထားတာ အရိတင်မော်တီဆောက်တဲ့လုပ်ငန်းစဉ်ကိုလည်းအထူးလျှို့ဝှက်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ထောက်လိုင်းအင်းသတင်းတွေမှာတော့အရိအကြောင်းကိုတစုံတစကြားနေခဲ့ရတာပါ။နောက်ပြီးတင်မော်ရေမချခင်၃ရက်အလိုမှာလည်းဒီတင်မော်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်တဲ့အစီရင်ခံစာထွက်ပေါ်လာခဲ့ပါတယ်။ဒလောဆင်မှာတော့ရုရှားကအရိရင်ငုပ်တင်မော်ကိုစမ်းသက်အသုံးပြုရအောင်ပါ။အရိစင်မှာအစဉ်ပြေတော့မှအလုံးရင်းထုတ်လုပ်မှဖြစ်ပါတယ်။တင်းမောက်ရေချပြီးတရင်ထုတ်ပြန်တဲ့အခါမှာလေအပြည့်အစုံမဖော်ပြခဲ့ပါဘူး။ အရိစာဒီတင်မောင်းတဲ့တော်ပီတော်တွေကသူတို့ပိုင်ဆိုင်ထားတဲ့အကောင်ဆုံးအကျန်းဆုံးလက်နက်တွေဖြစ်တယ်ဆိုပြီးပဲပြောနေကြတာပါပုံမှန်ဆိုရင်ဒီလိုကိစ္စမျိုးကအကြီးအကျယ်ထုတ်ပြပြီးချင်းချောက်လို့ရတာမျိုးဖြစ်ပါတယ်ဒါပေမဲ့ရုရှားကအဲ့လိုမလုပ်ခဲ့ပါဘူးတကြံအမြောက်ပြစ်လိုပဲစကလုံးတွေနဲ့လှိုင်းထန်နေကြတာပါရုရှားကာကွယ်ရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ကတော့ကာဘာရောရင်ငုံတင်မောင်းကရေတပ်လုံငန်းများကိုအများကြီးအထောက်အကူပေးနိုင်မှာဖြစ်ပြီးခေမီလက်နက်အမျိုးမျိုးနဲ့တွဲဖက်တုံးနိုင်မယ်ဆေးရုံကရီယာရီနဲ့ပါတွဲဖက်အသုံးပြုလို့ရမယ်ဆိုပြီးဖော်ပြထားတာပါ ဒီလိုလှုပ်ဆောင်နိုင်မှုအတွက်ကာဘာရော့ကိုလက်ရှိဘော်ရီယာတန်းစာရင်ကုန်သင်္ဘောတွေရဲ့အပေါ်မှာအခြေခံပြီးအစင်းမြင့်တင်ထားတယ်လို့လည်းဆိုထားပါတယ်။အဲဒါကရင်ကုန်သင်္ဘောအတက်ကပင်လယ်ラインတွေရဲ့အောက်မှာရန်သူရေဒါထောက်လန်းမှုတွေရဲ့အောက်မှာမမြင်ရစေဘဲပုံအောင်နိုင်စွမ်းမြင်တယ်လို့ယူဆရနိုင်ပါတယ်။ပြီးတော့ချက်ချင်းတုံ့ပြန်တိုက်ခိုက်နိုင်စွမ်းကလည်းအမြင့်ဆုံးဖြစ်အောင်ပါပါ။အချက်အလက်တွေရအဲ့ဒီရင်ကုန်သင်္ဘောကတန်တထောင်လောက်ရှိတယ်လို့သိရပါတယ်။နျူကလ িয়ার စွမ်းအင်တုံးထားတာဖြစ်လို့ရေအောက်မှာအကန့်အသတ်နဲ့ခရီးသွားနိုင်အောင်ပါပါ။ သူတို့အထူးထုတ်လုပ်ထားတဲ့ Poseidon Nuclear Torpedoe တက်ဆင်နိုင်တယ်လို့တခြား Torpedoe တွေရေရင်ဖြတ် Crew ဒုံးကြီးတွေကုန်းပေါ်ကိုလှမ်းပြနိုင်တဲ့ဒုံးကြီးတွေလည်းတက်ဆင်ထားနိုင်ပါတယ်။နောက်ပြီးအချိန်မြန်မြန်သွားကျင်တဲ့အခါ32 knock အမြန်နှုန်းထိတင်နိုင်ပြီးရေတသားတရာလိုက်ပါနိုင်မှာပါ။မစ်ရှင်တစ်ခုအတွက်ရက်60ကနေရက်120အတွင်းတာဝန်ယူသွားမယ်လို့လည်းသိရပါတယ်။အတိတ်ပဲကရေရောက်တစ်ခါငုပ်ပြီးရင်ရက်60ကနေရက်ပေါင်း120အထိရေထဲမှာနေပြီးမစ်ရှင်ကိုဆောင်ရွက်နေမှာပါ။ဒီရင်ကုန်တင်မောက်ကိုတိစောက်ခဲ့ခြင်းကတော့10နှစ်လောက်ကြာမြင့်ပါတယ်။ တောင်၁၄ခုနှစ်ဇူလိုင်လကစတင်ခဲ့ပြီးတိတ်မကြခင်ကမှရေချနိုင်ခဲ့တာပါရုရှားဘက်ကပြောစကားအရဆိုရင် digital radio ဆက်သွယ်ရေးစနစ်အလိုလျောက်ထိန်းချုပ်ရေးစနစ်စောင့်ကြည့်ရေဒါတပ်ဆင်ထားတဲ့ PMU ကရိယာတွေပါမယ်လို့သိရပါတယ်အရှိမပြောခဲ့တာတွေကရုရှားဘက်ကဖော်ပြထားတဲ့အချက်အလက်တွေပါပဲဒီအချက်အလက်တွေလောင်းနေတော့ကာဘာရော့ကအရန်ချမ်းနဲ့ရင်ငုံတင်းမောဆိုတာမပေါ်လွင်နေပါဘူးအရိအချက်တွေကိုတမင်ပဲလျှို့ဝှက်ထားခြင်းလို့လားဒါမှမဟုတ်ပြောချိန်မကြသေးလို့ပဲလားမသိရသေးပါဘူး နောက်ပြီးရုရှားကသူ့ရန်သူတွေကိုတကယ်ကြောက်စေချင်တာကကာဘာရော့အကြောင်းမဟုတ်ပါဘူးကာဘာရော့မှာတပ်ဆင်ထားတဲ့ပိုဆိုင်ဒန်တော်ပီဒိုတွေပါပဲပြီးခဲ့တဲ့အော်တိုဘာလ29ရက်နေ့ကပိုဆိုင်ဒန်ကိုစမ်းတက်ပြီးပြီလို့ပူတင်ကအတီလင်းထုတ်ပြောခဲ့ပါတယ်သူတို့ရဲ့အာပေါ်ရဆိုရင်တော့စူပါတော်ပီဒိုလို့သုံးဆွဲထားတာပါတုံးတပ်သူတွေရဲ့ခံမှန်းချက်အရပိုဆိုင်ဒန်ကမိုင်ပေါင်း6200လောက်ခရီးသွားနိုင်ပြီးအဲ့ဒီအချိန်မှာတနအာရီကို134မိုင်နှုန်းအရှိန်ရှိနေမှာဖြစ်ပါတယ်အဲ့ဒီအကြောင်းကို Washington Post ကလည်းသတင်းတစ်ပုဒ်တင်ထားခဲ့တာပါ ဘိုဆိုင်တန်ကရိုးရိုးတော်ပီတိုလိုမဟုတ်ဘဲမိုင်းထောင်ကြီးခရီးနေနိုင်တဲ့ဒရုန်းတော်ပီတိုလိုမျိုးပါပဲ။သူ့ရဲ့အရှိကတည်းက B90 လောက်ရှိနေတာပါ။အဲဒါကြောင့်ရှီပီသားရင်ငုံသင်းမတွေနဲ့တုံးလို့မရပါဘူး။ကာဘာရော့မှာပဲတုံးလို့ရတာပါ။တော်ပီတွေသွားလာဖို့ကိုလည်းနျူကလ িয়ার ကနေစွန့်ရင်ပေးထားပြီးဖြတ်စည်းရေးအထွက်ဆိုရင်လည်းနျူကလ িয়ার ထိပ်ဖူးတက်စင်နိုင်ပါပြီ။ဒီအချက်လက်တွေအရဆိုရင်တော့ပိုဆိုင်တန်ကတကယ်ပဲကျန်းနေတာပါ။ဒါပေမဲ့ဒီလက်နက်ကပြမှတ် data ကြိုတင်ထည့်သွင်းပြီးအသုံးပြုတာလား။ဒါမှမဟုတ်ဂျိုဒုဆက်သွယ်ရေးကိုအသုံးပြုတာလားဆိုတာမဖော်ပြထားပါဘူး။ ောက်ပြီးဒီလက်နက်ကရေတဲကပြင်မှတ်ကိုပဲတိုက်ခိုက်လို့ရမှာပါကုန်းပေါ်ကပြင်မှတ်တွေကိုတော့တိုက်ခိုက်လို့မရပါဘူးဒါပေမဲ့နျူကလ িয়ার ထိပ်ဖူးတက်ပြီးဆူနာမီလိုင်းတွေဖန်တီးလာရင်တော့ကိုင်းဝရမ်းမှာရှိတဲ့ပြင်မှတ်တွေကိုတွယ်ဝိုက်တိုက်ခိုက်နိုင်ပါတယ်ပူတင်ကတော့ပိုဆိုင်တန်တီဆောင်ရေးမှာပါဝင်ခဲ့တဲ့ပညာရှင်တွေကိုနိုင်ငံတော်စုတွေချီးမြှင့်ပေးခဲ့သေးတာပါရုရှားအတွက်ရော27ရာစုအထက်ပါအကြီးအကျယ်ဆုံးလက်နက်စုပြီးလဲဂုံဖော်နေခဲ့ပါတယ်အဲဒါကတမင်လုတ်ပြနေတာပါသူ့ရဲ့မဟာရန်သူတော်ကြီးအမေရိကန်ကို၆ပြလိုက်တဲ့သဘောမျိုးပါပဲ ဒါပေမဲ့ကဘာကတော့အဲ့ဒါကိုတဝါလောက်တော့မယုံကြည်ပါဘူး။ဘာဖြစ်လို့လဲဆိုရင်ပူတင်ကြောင့်ပါပဲ။ပူတင်ကအမှန်တိုင်းထုတ်ပြောတဲ့နေရာမှာမှတ်တမ်းကောင်းမရှိနေပါဘူး။ယူကရိန်းကိုတိုက်တုံးကလည်းလာပိုင်းအတွင်းအနိုင်ရအောင်ယူမယ်ဆိုပြီးတရားဝင်ခဏခဏပြောခဲ့တာပါ။ဒါပေမဲ့အခုထိယူကရိန်းစစ်မင်းရဲ့ပြင်မှာရုန်းကန်နေရပါတယ်။တခြားပြောပြီးဖြစ်မလားတဲ့အလားတူကိစ္စတွေလည်းအများကြီးပါပဲ။နောက်ပြီးအဲ့ဒီရင်ကုန်တင်မောရဲ့ဒီဇိုင်းကိုအပြေအဝထုတ်ဖော်မပြတဲ့ကိစ္စမှလည်းချိုယွင်းချက်ရှိနိုင်တယ်ဆိုပြီးကျွမ်းကျင်သူတွေကတုံ့တန်နေကြတာပါ။ တို့ထုတ်ပြခဲ့တဲ့အထက်မှာတင်မောပယ်ပိုင်းလောက်ပဲကောင်းကောင်းလေ့လာလို့ရပါတယ်။ကျွမ်းကျင်သူတွေကလည်းမြင်ရတဲ့လောက်ပဲတုံးတက်ခဲ့ကြပါတယ်။ body class ရင်ကုန်တင်မောတွေကိုအခြေခံထားရဆိုပေမဲ့ဒီဇိုင်းကတူနေတာမျိုးတော့မဟုတ်ပါဘူး။ Cabaro ရဲ့ဒီဇိုင်းကရေပေါ်ပေါ်နိုင်တဲ့အရန်အားကိုယောင်းနေစေတယ်လို့ကျွမ်းကျင်သူတွေကတော့တုံးတက်ထားပါတယ်။အဲ့ဒီအရန်အားကလည်းရင်ကုန်တင်မောတွေအတွက်အရန်အရေးကြီးနေတာပါ။ ROB လို့အတူကောက်တုံးနှုံးကြပါတယ်။ ROB မြင့်တဲ့အချိန်မှာရေပေါ်ကိုမြန်မြန်တက်နိုင်မှဖြစ်တယ်လို့ရေပေါ်မှာကြာကြာနေနိုင်အောင်ပါ။ မတော်တဆဆက်ချိုရင်းတဲ့အခါပဲဖြစ်ဖြစ်ထိခိုက်မှုဖြစ်တဲ့အချိန်ပဲဖြစ်ဖြစ်ရေပေါ်မြန်မြန်တက်နိုင်ဖို့အရေးကြီးပါတယ်။နောက်ပြီးရေခဲပြင်အောက်ရောက်သွားရင်လည်းရေပေါ်ကိုမြန်မြန်တက်ရတဲ့အချိန်မျိုးတွေလည်းရှိနေတာပါ။အဲလိုအကြောင်းလေးကြောင့်ရေငုံသင်းမောက်တွေက ROB မြင့်နေဖို့လိုအပ်နေပါတယ်။ကာဘာရိုရဲ့ဒီဇိုင်းကတော့ရေအောက်မှာပုံရှုပ်ွယ်ရှုပ်ပိုနေနိုင်အောင်ဦးစားပေးထားတာပါ။ပြောရရင် ROB ကိုစတေးပြီးပုံရှောင်နိုင်စွမ်းကိုမြင့်တင်ထားတယ်လို့ပါပဲ။အဲဒါကဘာမှမဖြစ်ရင်တော့ဘာမှမဖြစ်ပါဘူး။ချိုးရင်မှုတစ်ခုခုသာဖြစ်ခဲ့ရင်ထိခိုက်ဆုံးရှုံးမှုပုံများသွားမှာပါ။ နောက်ပြီးကာဘာရောမှာနောက်ထပ်အားနည်းချက်တစ်ခုထက်ရှိနေပါသေးတယ်။အားဒါကတော့ရေရင်ဖြတ်ခရုစတုံးကြီးတွေပြစ်ခတ်ဖို့ပြစ်စင်တွေလုံလုံလောက်လောက်မပါဝင်တာပါပဲ။ဘာဖြစ်လို့လဲဆိုရင်နေရာတော်တော်များများကိုအရွယ်စားကြီးမားတဲ့ပိုဆိုင်တန်အတွက်ပေးလိုက်ရလို့ပါ။အားဒါကြောင့်ပုံမှန်လက်နက်စနစ်တွေလုံလုံလောက်လောက်တက်ဖို့အခက်အခဲဖြစ်သွားရပါတယ်။တကယ်လို့သာကာဘာရော့ကရန်သူရင်ကုန်တင်းမောက်ဒစီစီနဲ့ရင်ဆိုင်ရင်တော်တော်လေးကြွားကြမှာပါပုံမှန်လက်နက်တွေကိုချင့်ချိန်ပြီးတုံးရပါလိမ့်မယ်ပုံမှန်တိုက်ပွဲကိုနျူကလ িয়ার တော်ပီဒိုနဲ့လှမ်းထူရင်လည်းအဆင်မပြေပါဘူး ဆိုနာမီလိုင်းတွေဖြစ်အောင်လုပ်ရင်လည်းထည့်စဉ်းစားရမှာရှိနေပါတယ်။အကယ်၍ရန်သူရင်ငုံတင်းမောတစ်စီးနဲ့ရုရှားကန်ယူရန်နာမှာတိုက်ခိုက်ရင်ပိုဆိုင်တန်းကထင်သလောက်အသုံးဝင်တော့မှာမဟုတ်ပါဘူး။အဲ့ဒီတော်ပီတိုကြောင့်ဖြစ်လာတဲ့ဆိုနာမီလိုင်းလုံးတွေကရုရှားကန်ယူရန်နဲ့ရုရှားရေတပ်ကိုပဲပို့ပြီးတော့ထိခိုက်စေမှာပါ။ပြောရရင်ပိုဆိုင်တန်ကဖြတ်အားဖြင့်လက်နက်ဖြစ်ပေမဲ့ရေထဲမှာသူ့ရဲ့အတောင်းဝင်မှုကအကန့်အသတ်ရှိပါတယ်။မိုင်းမောင်းထောင်ချီဝေးတဲ့ရေထဲကပြင်းမှတ်တွေကိုတိုက်ခိုက်ရင်တော့ထိရောက်နိုင်မှာပါ။ဒါပေမဲ့အနီးကရင်ဆိုင်ရတဲ့ပွဲတွေမှာတော့အဆင်ပြေမှာမဟုတ်ပါဘူး။ကိုလက်နက်နဲ့ကိုပြန်ထိအောင်မှာပါ။ တကယ်ဆိုရင်ပိုဆိုင်တန်ကိုအသုံးပြုဖို့ကာဘာရော့ကိုတောင်တိဆောက်စီရမလိုဘူးလို့လက်နက်ပညာရှင်တွေကသုံးသပ်ထားကြပါတယ်။အဲ့ဒီဒေါ်ဘီတိုကမိုင်6000ကျော်သွားနိုင်တဲ့အတွက်ကန်ယူရန်စကန်တွေကနေပစ်ခတ်လို့လဲရနေတာပါ။ဒါပေမဲ့ရုရှားတွေကတော့အဲ့ဒီလိုမလုပ်ပါဘူး။ကာဘာရော့ရင်ငုံသင်းပေါင်းနေပဲပိုဆိုင်တန်ကိုပြစ်ချင်ကြတာပါ။ကာဘာရော့ကို2014ခုနှစ်ကတည်းကစပီးတိဆောက်ခဲ့ကြောင်းရှေ့ပိုင်းမှာပြောပို့ခဲ့ပါတယ်။အဲ့ဒီတော့ကပိုဆိုင်တန်လက်နက်ကိစ္စကသူတို့ရဲ့စိတ်ကူးထဲမှာတော့မရှိခဲ့သေးပါဘူး။နောက်ပိုင်းကျမှပိုဆိုင်တန်ကိုအချိန်တိုအတွင်းတီထွင်ခဲ့လိုက်တာပါ။ အားရကြတော့မှဒီဆောက်လက်ဆကားဘာရောမှာပိုဆိုင်တန်ကိုထည့်သုံးလို့ရအောင်အပြောင်းလဲနေနေလုပ်ခဲ့ပါတယ်။နောက်ပြီးကားဘာရောကိုဘာကြောင့်ထူးဆန်းတဲ့ဒီဇိုင်းနဲ့တည်ဆောက်ခဲ့တာလဲဆိုတဲ့အကြောင်းကိုတိတိကျကျထုံမပြောပါဘူး။အားရစီမံကိန်းကဒေါ်လာတန်ပေါင်းများစွာတုံးခဲ့ရတာပါ။ပြီးတော့မှပိုဆိုင်တန်နဲ့တွဲသုံးဖို့ဆိုပြီးဖြစ်လာခဲ့ပါတယ်။အားရကြောင့်အတုံးမဝင်ခဲ့တဲ့ကားဘာရောတည်ဆောက်ရေးကိုအဖက်ဆဲဖို့ဖြစ်မယ်ဆိုပြီးကျွမ်းကျင်သူတွေကသုံးသပ်ထားကြတာပါ။နောက်ပြီးပိုဆိုင်တန်ရဲ့လမ်းညုံစနစ်နဲ့ဆိုင်တဲ့အချက်လက်တွေကလည်းရှင်းရှင်းလင်းလင်းရှင်းမနေပါဘူး။ မိုင်6000ကျော်သွားနိုင်တယ်လို့ပြောနေပေမဲ့သူတို့ရဲ့ပြောစကားပဲရှိနေတာပါနောက်ပြီးတီးကြမှုရှိမရှိကလည်းတန်လျာဖြစ်เสียကောင်းနေပါလိမ့်တကယ်လို့ပိုးဆိုင်တန်းကိုလှုပ်ပြီးလိုရာမရောက်ပဲဘေးချော်ထိသွားရင်ပိုးဆိုးရတဲ့အခြေအနေတွေဖြစ်လာရမှာပါနောက်ပြီးဒီလိုလက်နက်မျိုးကနောက်ဆုံးအခြေအနေမှာမှထုံထုံရထတာမျိုးဖြစ်ပါတယ်နျူကလ িয়ার လက်နက်တစ်ခုနဲ့စတင်တိုက်ခိုက်ပြီဆိုရင်တစ်ဖက်ကလူကလည်းခံမှာမဟုတ်ပါဘူးနျူလက်နက်နဲ့ပဲပြန်ပြီးတော့လက်တုံပြန်မှာပါရုရှားဘက်ကပိုးဆိုင်တန်းကိုစားပြီးအသုံးပြုပြီဆိုတာနဲ့အမေရိကန်ကငြိမ်နေမှာတော့မဟုတ်ပါဘူး ်ပူတင်ကတော့သူတို့ရဲ့ Poseidon Torpedo ကအမေရိကန်ကာကွယ်စနစ်တွေကိုကျော်လွှားနိုင်တယ်လို့ကြွားလုံးထုတ်ထားပါတယ်။ Poseidon ကိုကြားပြတ်ဟန်တားနိုင်မှာမဟုတ်ဘူးလို့လည်းအမုန်းတင်ထားတာပါ။အဲဒါကနျူကလ িয়ার လက်နက်ကိုအသုံးပြုပြီးရန်သူတွေကိုချိန်းချောက်တဲ့သဘောမျိုးပါပဲ။ငငယ်တုန်းကကလေးတွေအငုတ်ထိတ်အောင်ဒေဝါကြီးလာလိမ့်မယ်ဆိုတဲ့ချိန်းချောက်မှုမျိုးနဲ့တောင်မှစင်တူနေပါတယ်။ရုရှားတွေကဆိုဗီယက်ခေတ်တုန်းကတော့တော်တော်လေးလက်တံပြောင်းနေတာပါ။ဆေဘာဆိုင်ယာတီထွင်မှုတွေမှာလည်းထိတ်တန့်ဆင်ရှိခဲ့ပါတယ်။ဒါပေမဲ့ပူတင်ရဲ့လက်ထက်မှာရုရှားရဲ့အခြေအနေကပိတ်ဆို့မှုတွေကြောင့်ချိနဲ့လာနေပါတယ်။ တို့ပြောတယ်လို့ဖျားအားဖြင့်တဲ့လက်နက်တစ်ခုတီထွင်ဖို့နေပညာရှုပ်ထွေးတဲ့လက်နက်တစ်ခုတီထွင်ဖို့ဆိုတော့အယမ်းမလွယ်တော့ပါဘူးဒီလက်နက်မှာတုံးတဲ့အစိပ်ပိုင်းတွေကိုလွယ်လွယ်မရလို့ပါပဲပူတင်ပြောတဲ့စကားတွေတကယ်မှန်နေတယ်ပဲထားရင်တောင်ပိုဆိုင်တန်ကရုရှားရဲ့အကောင်းဆုံးလက်နက်တစ်ခုဖြစ်ဖို့ခက်ခဲနေပါတယ်တကယ်လို့ပိုဆိုင်တန်ကိုလွှတ်လိုက်တဲ့အချိန်မှာမျက်စိတောက်တောက်ကြည့်နေတဲ့အမေရိကန်ကမြန်မြန်ဖျက်ဆီးလိုက်ရင်ရုရှားဘက်ကပဲပိုအထိနာမှာပါအဲဒါကြောင့်ကန်ယူရန်စကန်တွေကနေမလွတ်ပဲကာဘာရော့ကခက်ဝဲဝဲထဲသွားပြီးပြင်မဲ့အကြံမျိုးဖြစ်ပါတယ် ါပေမဲ့အဲ့ဒါကရေထဲကပြစ်မှတ်ကိုပဲဖျက်ဆီးပြမှာပါလေရင်တင်တင်းမအုပ်စုတွေစီမရောက်ခင်အစွမ်းထက်တဲ့ထောက်လိုင်းစနစ်တွေကိုကြော်ဖြတ်နိုင်ဖို့လိုအပ်နေပါသေးတယ်ဒီတိုက်ခိုက်မှုဖြစ်တာနဲ့ရုရှားအတွက်ကနောက်ပြန်ဆုတ်လို့မရတော့တဲ့အခြေအနေဖြစ်သွားမှာပါနောက်ပြီးဆူနာမီလိုင်းတွေဖန်တီးနိုင်တဲ့ဒီဘုံကိုရုရှားကဘယ်လိုစမ်းသပ်ခဲ့လဲဆိုတဲ့ကိစ္စကိုတော့ရှင်းရှင်းလင်းလင်းမသိရပါဘူးပိုဆိုင်တန်ကို2015ခုနှစ်မှာစတင်တီထွင်နေခဲ့တာဖြစ်ပြီး2019မှာတော့ပောက်ကွဲမှုကြောင့်ရုရှားရေတပ်သား14ဦးဆုံးပါခဲ့ရတယ်ဆိုတဲ့သတင်းတော့ရှိပါတယ် အရာကလည်းနျူကလ িয়ার နဲ့မဆိုင်ပါဘူးတွန်းကန်အားစနစ်ချုပ်ယွင်းပြီးပေါက်ကွဲခဲ့ရတာပါဆူနာမီလိုင်းကိုဖန်တီးလိုက်မယ်လို့ပြောပေမဲ့သူတို့ဘယ်လိုစမ်းတက်ခဲ့တာလဲဆိုတော့မပြောခဲ့ပါဘူးအရာကြောင့်လဲပိုဆိုင်တန်ရောကာဘာရောနှမျိုးစလုံးကပူတင်ပြောနေတဲ့လောက်အစင်တင်ဖြစ်ဖို့မနှီးဆက်သေးဘူးဆိုပြီးကျွမ်းကျင်သူတွေကသုံးသပ်ထားတာပါတကယ်ချင်းချောင်းမှုဆိုတာထက်ဝါရပြန့်လဲကွဲတခုဖြစ်ဖို့ပိုများနေပါတယ်နောက်ပြီးယူကရိန်းစစ်မြေပြင်မှာစွမ်းဆောင်နိုင်စွမ်းတွေရောင်းနေတဲ့အတွက်အာယုံပြောင်းသွားအောင်ပြောနေတာလည်းဖြစ်နိုင်ပါတယ် ဘူတင်ကဒီလက်နက်ကိုကဘာဖြတ်လက်နက်ဆိုပြီးညှိုးဆုံနေပေမဲ့တကယ်တမ်းဖြစ်နိုင်ခြေကတခုပဲရှိနေပါတယ်။ဒီလက်နက်ကိုတုံးလိုက်ပြီးဆိုတာနဲ့နောက်ဆက်တွဲနျူကလ িয়ার စစ်ပွဲကြီးဖြစ်လာမယ့်ကိစ္စပါပဲ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါတယ်။